မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မြမရုပ်ရှင်နဲ့ဂီတသမိုင်းတွင်ထင်ရှားခဲ့သည့်ကြံမင်းသားကြီးစောဝမ်းကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တုန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် မင်းသားကြီးစော်ဝမ်းကိုအဖဦးသိန်းဖေအမိတိုက်ချစ်ကြောင်းကြောက်ဆရာမကြီးဒေါ်မြမြတို့မှ1945ခုနှစ်ဇူလိုင်လ20ရက်နေ့တွင်မန္တလေးမြို့၌မွေးဖွားခဲ့ပါသည်။မွေးခြင်းမောင်နှမ3ယောက်ရှိသည့်နောက်စော်ဝမ်းမှာတားလက်ဖြစ်ပြီးငယ်နမဲမှာအတာဖြစ်ကာကျောင်းနမဲမှာမောင်တောင်းတန်ဖြစ်ပါသည်။အကိုဖြစ်သူမှာအကယ်ဒမီ၅ဆုရှင်ဒရိုက်တာမောင်တေဦးဖြစ်ကာညီမဖြစ်သူမှာမတ်ဆွေဆွေတို့ဖြစ်ပါသည်။ငယ်စဉ်ကရန်ကုန်မြို့တက္ကသိုလ်လေ့ကျင့်ရေးကျောင်းတွင်ကလေးတန်း၌ပညာ ညာသင်ကြားခဲ့ပြီးထိုကျောင်းမှာစိန်ကျွန်းယောက်ျားလေးကျောင်းအထကတဲ့လမ်းမတော်တို့ပထမဆုံးမှစ၍ပညာသင်ကြားခဲ့ပါတယ်။ထိုကျောင်းတွင်စရုပ်ထာရန်သည့်ပညာသင်ကြားခဲ့ပြီးစရုပ်ထာရန်အောင်မြင်သည့်အခါမိခင်ဖြစ်သူကျောင်းအုပ်လုပ်နေသောမန္တလေးမြို့တိုင်းချစ်ကျောင်းတွင်ဆယ်ရန်သည့်ပညာသင်ယူခဲ့ပါတယ်။ ကျောင်းကဝဲများဂီတဖြိုပေပွဲများတွင်လည်းပါဝင်ခဲ့ပါသည်အခြေခံပညာအထက်တန်းကိုခအဆင့်နဲ့အောင်မြင်ခဲ့ပြီးဓာရုဗေဒအဓိကနဲ့တက္ကသိုလ်ပထမနှစ်တက်ပြီးဆက်မတက်တော့ပဲအနုပညာလောကထဲသို့ဝင်ရောက်ခဲ့ပါသည်မိုးကေသည့်အပျော်ရန်ဒူရီယာအဖွဲ့တည်ထောင်သူဥပိုခင်ထံတွင်အစိုးအတီးပညာများလေ့လာလိုက်စားခဲ့ကထိုတီးဝိုက်ပင်တိုင်းဆိုတော့တန်းလွယ်အမိဖြစ်နာမည်ရခဲ့ပါသည် ဇော်ဝမ်းဆိုသောအမည်ကို ဖုန်ကြီးတစ်ပါးကပေးခဲ့တယ်လို့သိခဲ့ရပါတယ်1969ခုနှစ်တွင်ရုပ်ရှင်ကုမ္ပဏီများတွင်မင်းသားလျှောက်ခဲ့ပေမဲ့ရုပ်မချောလို့ဆိုပြီးရွေးချယ်ခြင်းမခံခဲ့ရပေထိုနှစ်၌ပင်ဒေါ်စိန်စိန်ဆိုးနဲ့လက်ထပ်ခဲ့ပြီးတားတယောက်နဲ့တမီတယောက်ထုံးကားခဲ့ပါတယ် ထို့နောက်တွင်ရှုမဥကြော်ဖွင့်လှစ်သောရုပ်ရှင်သင်တန်းတွင်ညီကိုနှစ်ယောက်လုံးတက်ရောက်ခဲ့ပြီးအကိုဖြစ်သူမောင်တင်ဦးမှဒရိုက်တာသင်တန်းတက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ရှုမဥကြော်ဖွင့်လှစ်သောရုပ်ရှင်သင်တန်းမှာ6လဖြစ်တော်လဲဇော်ဝိုင်းမခန့်ကျင်စိတ်ရှိမှုစူးစမ်းမှုတို့ကိုသိရှိသော ရှုမဥကြော်မှာဇော်ဝါအားမင်းသားဖြစ်တည်ရန်အတွက်တနစ်ခန့်တင်ကြားပြသပေးခဲ့ပါတယ်။ထို့နောက်တွင်ရှုမဥကြော်မှာမင်းသားလင်းထင်မင်းသမီးဆွေစဉ်ထိုက်ရွေရွေတို့နဲ့အတူတွဲဖက်စေ၍စီလိုရာစီ ဇက်ကတွင်မင်းသားသက်ဇော်ဝမ်းကိုပွဲထုတ်ခဲ့ပါတယ်။ဆေလိုရာစေရုပ်ရှင်ဇက်ကတွင်တာဝန်သိသောတစ္ဆာရှိသောတစ်လုံငန်းအမှုရန်တူဖြစ်တရုတ်ဆောင်စေခဲ့ပါတယ်။ထိုဇက်ကတွင်ကြောက်ခဲတဲ့ချင်းကိုကိုရိုင်းတီဆိုခဲ့ရာကြောက်ခဲမင်းသားဇော်ဝမ်းဆိုပြီးထင်ရှားလာခဲ့ပါတယ်။ထိုတဲ့ချင်းကိုဇက်ကမထွက်ခင်ပြည်တော်စုပွဲနိုင်ဇော်ဝမ်းမီဖြင့်ကြောက်ခဲတဲ့ချင်းတီဆိုခဲ့ရာမှာလဲအောင်မြင်ပြီးဇက်ကထွက်သည့်အခါလူသိပိုများခဲ့တာဖြစ်ပါတယ်။ ထို့နောက်တွင်မမုံးလေးနှင့်ငပလီလူမနောနေထွက်သောညမြစ်တာဘုံသို့နှက်ခေါက်လေပလက်ဖောင်းမင်းသားကျမရဟတ်တန်တရားလဲသည်၍ရွှေသမတ်ငွေသမတ်ကျွန်တော်နှင့်ကိုပါကျော်တို့နှစ်ယောက်နှင့်မိငိန်ချံပု္ပ္ပာဆန်သောမင်းကလေးစသည့်ဇာကားများကိုရိုက်ကူးပြီးအောင်မြင်မှုများရရှိခဲ့ပါသည် ထိုထဲတွင် နေထွက်သောညစကားကိုအကိုဖြစ်သူဒရိုက်တာမောင်တင်ဦးကရိုက်ကူးခဲ့ခြင်းဖြစ်ပြီးသူ၏ပထမဆုံးသောစကားလည်းဖြစ်ပါသည်။ထိုစကားကိုညီကိုနှစ်ယောက်ပိုင်ဆိုင်သော ပြည်ဦးလွင်မှလှတီတာအင်ဂီယာကိုထိုခေတ်ကတသိန်းခွဲနဲ့ရောင်းချခဲ့ပြီးရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်။ထိုစကားမှာအောင်မြင်မှုရရှိခဲ့ပြီးဒရိုက်တာမောင်တင်ဦးမှလည်းအကယ်ဒမီဆုရရှိခဲ့ပါသည်။ထိုစကားတွင် ရှုမောဆန်းဆန်းရင်းနှင့်တွဲဖက်တည်ဆိုခဲ့သောတစ်ချက်မှလည်းပြည်သက်တွေကြားရေပန်းစာအောင်မြင်ခဲ့ပါသည်။ 1953ခုနှစ်အရောက်မှာတော့ပထမဇနီးနဲ့အိမ်အောင်ပြုတ်ကွက်ခဲ့ပြီးမတ်ညိုမီလိုင်းနဲ့လက်ထပ်ခဲ့ပါတယ်။ရုပ်ရှင်သေးဥဆောင်ဖြစ်အောင်မြင်နေသောအချိန်တွင်ဇနီးတွေကဖော်ကောင်လှုပ်သောကြောင့်မူရစ်စေဝမှုဖြင့်ထောင်ချသွားခဲ့ရတယ်လို့ဆရာနေထို့ပြုစုသည့်မန္တလေးအပိဒံစာ105တွင် ဖော်ပြခဲ့ပါတယ်။ 1995ခုနှစ်ထောင်ကပြန်လွတ်လာတဲ့အခါသူရဲကောင်းလေးများစကားကိုရိုက်ကူး၍ရုပ်ရှင်လောကသို့ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ထောင်ကထွက်သောအချိန်မှာတည်ဆိုးခဲ့တဲ့မစ်စိန်ကရဲ့မာယာတော်မြန်မာတန်ဆင်တဲ့ချင်းဖြင့်အောင်မြင်မှုများပြန်လည်ရရှိခဲ့ပါတယ်။နှစ်အတန်ကြာပြီးနောက်1989ခုနှစ်တွင် အကိုဖြစ်သူဒရိုက်တာမောင်တေဟုစီစဉ်သည့်နာမည်ကျော်တချံမိုးစကားဖြင့်လူသိပြန်များလာခဲ့ပါတယ်။ထိုစကားမှာစောဝိုင်းရဲ့တချံတချင်းတွေဟာယနေ့အချိန်ထိထင်ရှားနေစေဖြစ်ပါတယ်။ အကိုဖြစ်သူအကယ်ဒမီမောင်တင်ဦးမှာအကယ်ဒမီ၅စုထိစုခိုးနိုင်ခဲ့တော့လဲစုံဝန်းကတော့အကယ်ဒမီစုနဲ့လွဲချော်ခဲ့ရပါတယ်နေထွက်သောညဦးထီအောင်လေကားထောင်မချစ်တာမုံးပါလေဦးမမုံးလေနဲ့ငပ်ပလီလူမနော် တို့နှစ်ယောက်နဲ့မိငင်းညာဇကားတွေဟာအရန်အောင်မြင်ခဲ့တဲ့ဇကားများဖြစ်ခဲ့တော့လေအကယ်ဒမီစုနဲ့တော့လွဲချော်ခဲ့ပါတယ်။ဘသူပြိုင်လို့လှပါတော့နိုင်ဇကားတွင်ဇောဝရဲ့လမ်းတရဆက်ယုံမှာအလွန်ပြင်းခဲ့တော့လေလူချမ်းမင်းသားကြီးအန်ကျော်ကသာအကယ်ဒမီရရှိခဲ့တာဖြစ်ပါတယ်။ ဇော်ဝါဟာရုပ်ရှင်သရုပ်ဆောင်ကြော်ဟင်းနဲ့ခေပြိုင်ဖြစ်ပြီးအစိုးအရာတွင်ဇော်ဝါကပို့ပြီးကောင်းတယ်လို့ပရိသတ်များကအတိအမှတ်ပြုခဲ့ကြပါတယ်။ဘဲပကြီးရေးလို့မမီမိစိန်ကားကြီးတချင်းတွင်လည်းတိဆိုမှုကောင်းခဲ့တယ်လို့မန္တလေးတချမ်းတွင် ဝေးဦးမရှိတော့သည့်နောက်ပိုင်းဇော်ဝါတချင်းများတခစ်စားလာခဲ့ပါတယ်။ မြို့မှာအပျော်တမ်းတူရီယာအဖွဲ့နေလဲစဝမ်းသည်အတွဲမိခင်ပြီးမြန်နန္ဒာအပါဝင်တခြားတခြားများဖြစ်သည့်ຫນွေမရှာဘုံတော်မင်းသားကြီးရွှေမန်းမာလာစသည့်မယိုးနိုင်ဘွေရာတခြားများတည်ဆိုခဲ့ပြီးတခြားမင်းသားဟုလူလူကြားတွင်နာမည်ကြီးခဲ့ပါသည်တခြားတွင်သူ၏တခြားမပါလဲမပြီးဘူးဆိုရလောက်အောင်နာမည်ကြီးခဲ့ပြီးနောက်ဆုံးတခြားအနေဖြင့်မြို့မှာအဖွဲ့၏အသက်ကလေးရတဲ့ရှေ့စန်းကျင်တေစီတီတွင်ရတနာဘုံနှစ်150တခြားကိုတူရဲတည်ဆိုခဲ့ပါသည်မင်းသားကြီးစော ားဟာတချင်းအပုတ်ထောင်ကျော်တည်ဆူခဲ့တယ်လို့မှတ်တမ်းများအရသိရှိခဲ့ရပါတယ်။အခြားထင်ရှားခဲ့သောတည်တချင်းများမှာကြောက်ခဲဒဇယ်ဂီတာအိုအထီးကျန်ချစ်လို့ပေါ့ကွယ်ပြန်လာပါအချစ်ရေလင်းလိုက်စမ်းပါကြဲကလေးဆေးလို့ရစေမှုေးသောပန်းကလေးတချင်းဆိုလို့ချော့မယ်ဘဝအိုမိစိင့ရဲ့မာယာတော့ငယ်ကျွမ်းစွေပူဆုံးယူစရတဲ့တချင်းများဖြစ်ကြပါဗျာ မင်းသားဇော်ဝမ်းရဲ့အဆိုပညာနာရေးလက်ဦးဆရာမဂီတမှုဥပိုခင်မြို့မကိုပိုခင်ဖြစ်ပြီးဒုတိယဆရာမဂီတလူလင်မောင်ကိုကိုဖြစ်ပါတယ်မင်းသားကြီးဇော်ဝမ်းဟာ2008ခုနှစ်အတွက်အကယ်ဒမီရရှိသည့်မောင်ရောင်မြို့တော်ရိုက်ကူးသော90စတာလိမ့်မယ်ဇာတ်ကားတွင်လည်းပါဝင်တရုပ်ဆောင်ခဲ့သလို2009ခုနှစ်စင်ကာပူတကြံပွဲတော်တွင်မြို့ကျော်မြိုင်စောင်းလိုင်းစီတူလွင်ရဲလီရှင်ဖုံဖြူဖြူကျော်သိန်းတို့နဲ့အတူတွားရောက်တည်ဆိုခဲ့ပါတယ်ထို့ပြင်2009ခုနှစ် 150ပြည်မန္တလေးလှုပ်ဇော်တေးများကိုရိုက်ကူးရာမှာပါဝင်ပြီးတရုတ်ဆောင်ဒရိုက်တာဖြစ် ဆောင်ရွက်သွားခဲ့ပါတယ်။မင်းသားကြီးဇော်ဝမ်နောက်ဆုံးရိုက်ကူးခဲ့သောရုပ်ရှင်ဇာတ်ကားမှာ hot shot သုံးဖြစ်ပြီးနောက်ဆုံးရိုက်ခဲ့သောဗီဒီယိုဇာတ်ကားမှာမျက်ဝန်းလိပ်ပြားဖြစ်ပါတယ်။ဇော်ဝမ်သည်1990ခုနှစ်မှစတင်ကဘဝတစ်လျှောက်တွင် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားပေါင်း150ကျော်ခန့်ရိုက်ကူးတရုတ်ဆောင်ခဲ့တော်လဲအကယ်ဒမီဆုမရရှိခဲ့တဲ့မင်းသားဖြစ်ပါတယ်။ မြမရုပ်ရှင်နဲ့ဂီတသမိုင်းတွင်ထင်ရှားကြော်ကြားခဲ့တဲ့ဇော်ဝမ်းဟာ2008ခုနှစ်ဧပြီလအတွင်းကလည်းအစာအိမ်သွေးကြောပေါက်ကသွေးအံ၍ရန်ကုန်ဗဟိုစီစေတိုင်း၌စိတ်ကူတမှုခံယူရပါသေးတယ်။ ထို့နောက်2009ခုနှစ်အိုလာ7ရက်နေ့ည8နာရီခွဲအချိန်တိုင်းအတဲယောဂါနဲ့အင်းစိန်မြို့နယ်တီးစန္ဒာစေကန်းတွင် ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်တွင်အသက်64နှစ်ရှိပြီးအကိုဖြစ်သူ မောင်တင်ဦး၏လက်ပေါ်တွင် ကွယ်လွန်သွားခဲ့တယ်လို့သိရှိခဲ့ရပါတယ်။တေဆုံးချိန်တွင်တတိယဇနီးဖြစ်သူဒေါ်တန့်ရွှေစင်ဝင်းနဲ့၆နှစ်ရွယ်သားဖြိုးတင်ခဇော်ဝမ်းကိုကျင်းရင်ခဲ့ပြီးဥဇော်ဝမ်းကွယ်လွန်ချိန်တွင် သားသမီး၄ယောက်မြေး၉ယောက်ကျန်ခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။